တာမတင် first in လုပ်တဲ့အခါမှာညဘက်အစာပြန်ရမှာလားနေ့ဘက်အစာပြန်ရမှာလားဆိုတဲ့ကိစ္စကျွန်တော်ရဲ့ personal အကြိုက်လေးကိုမျှဝေပေးပါမယ်ကျွန်တော်ကိုနိုင်ဦးပါလူဝါများစွာကို online ကနေ body transformation လုပ်ပေးနေနေပြတယောက်ပါအဲ့တော့ lotus ရှင်းလေးပြောရရင် intermittent fasting သည်အချိန်အပိုင်းအခြားနဲ့အစာဖြတ်ပြီးတော့ကျွန်တော်တို့အချိန်တိုင်းတာတစ်ခုတွင်မှာအစာစမယ်အချိန်တိုင်းတာတစ်ခုမှာအစာဖြတ်တာမှာဖြစ်တယ်ဝေးချရတဲ့သူတွေကရေဘူးရ ညဘက် အစာမစားဘူးဆိုရင်မှားတယ်လို့ကျွန်တော်တို့အားလုံးပြောခဲ့ကြတယ်။ဒါပေမဲ့ intermittent fasting ကိုတော့ရည်ရွယ်ချက်ရှိရှိအချိန်အပိုင်းကျနဲ့ကျွန်တော်တို့လုပ်လို့ရတယ်။အဲ့တော့ version လေးပြောင်းကြည့်ခြင်းနဲ့ညဘက်အစာဖြတ်ရတာလွယ်ကူတယ်လို့ခံယူတဲ့မိတ်ဆွေအနေနဲ့ည6နာရီအစာပိတ်လိုက်ပါ။နောက်နေ့မနက်10နာရီမှကျွန်တော်တို့ breakfast စားပါ။အဲ့တော့မနက်10နာရီကနေည6နာရီထိ7နာရီ window ကျွန်တော်တို့အစာစားမယ်။ဒီဘက်က16နာရီ window အစာဖြတ်ထားမှာဖြစ်တယ်။အဲ့တော့ ကျွန်တော်မနက်7:00နာရီမှာ breakfast စားမယ်။နေ့လယ်2:00နာရီမှာ lunch စားမယ်။နေ့လယ်9:00နာရီခွဲမှာ dinner စားပြီးတော့ maybe 3နာရီကိုကြိုက်တဲ့ပုံစံစားပြီးတော့ဒီ16:00နာရီအစာဖြတ်ကြည့်ပါ။ breakfast ကိုကျွန်တော်တို့လုံးဝရှောင်လိုက်ဖြတ်လိုက်တာထက်တနေ့ကနိုးနေတဲ့အချိန်ဒီမှာ အစာဖြတ်တာကအဆင်မပြေဘူးပင်ပန်းနဲ့ခက်ခဲတယ်ကြမ်းတမ်းတယ်လို့ခံစားရတဲ့သူတွေအတွက်ဒီနည်းစနစ်လေးကတော်တော်လေးအကျိုးရှိပါတယ်။ try ကြည့်ပါ။သိချင်တာရှိရင်မေးပါအဆင်ပြေ yes လို့မှတ်မိပါကျေးဇူးတင်ပါတယ်။